ိုင်ငံခြားသားခရီးသွားတွေကိုဆွဲဆောင်နိုင်ပြီးတန်တာကြောက်တန်းနဲ့ရင်းနှီးတတဝါတွေပေါများတဲ့ပိတ်ကျုံးစုကိုကမ္ဘာ့အမွေအနှစ်စည်းဝင်နိုင်မှုလှုံ့ဆော်နေတယ်လို့သိရပါဗျ။20ရက်နေ့မှာပြုလုပ်တဲ့မြန်မာနိုင်ငံမှာဒီအတော်ချေပြူကံယူရန်ဒေတာစီမံအုပ်ချုပ်မှုဆိုင်ရာအကျိုးဆက်ဆက်ပသက်သူများပူးပေါင်းဆောင်ရွက်ရေးအလုပ်ယုံဆွေးနွေးပွဲမှာဗေကျုံစုကိုလေးလာမှုပြုလုပ်နေတဲ့ IUCN ကအရှိတောင်အာရှအုပ်စုလက်ထောက်ပြသူကပြောကြားခဲ့တာဖြစ်ပါတယ်။ ဗိတ်ကျုံးစုအတွင်းမှာငမန်းနဲ့ငါးကြီးမျိုးတွေစက်စားနေထိုင်နေကြပြီးအခြားကန်းလုံကြောက်ဆောင်တွေရှိတဲ့နေရာတန်တာကြောက်တန်းတွေပေါ်တဲ့နေရာတွေမှာလည်းနိုင်ငံသားသားတွေကိုအထူးဆွဲဆောင်နိုင်တဲ့ရေကူးရေငုံနိုင်တဲ့နေရာတွေဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဖြစ်ပေါ်နေတဲ့ပြဿနာကတော့ငါးအလွန်ကျွံဖန်းစည်းမှုတွေဖြစ်ပြီးတန်တာကြောက်တန်းတွေပျက်စီးနေရင်စီးပွားရေးလည်းမကောင်းနိုင်တဲ့အတွက်ဗိတ်ကျုံးစုရဲ့တန်တာကြောက်တန်းတွေကိုကာကွယ်ဖို့လိုတယ်လို့သိရပါဗျ။ ဒါအပြင်ရေငုပ်တဲ့သူတွေကိုဆွဲဆောင်နိုင်တဲ့အခြားရေးပါတဲ့မျိုးစိတ်တွေကိုလည်းထိမ့်သိမ့်မှုလိုတာဖြစ်ပါတယ်။လေးလာမှုအရတောင်ပစိဖိတ်ရှိကျွန်းတကျွန်းရဲ့ဝင်ငွေဟာတစ်နှစ်ကိုဒေါ်လာ2တန်းလောက်ရှိနေကတတန်းအနေနဲ့25နှစ်အထိရှိရလို့သိရပါတယ်။လက်ရှိမှာတော့ဘိတ်ကျွန်းစုကိုစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒတွေတေချာချမှတ်ထားနိုင်မှုမရှိသေးပဲကမ္ဘာအမွေနှင့်စည်းဝင်နိုင်မှုဆက်လက်ကြိုးပမ်းရမှာဖြစ်ပြီးကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေကိုစနစ်တကျဆောင်ရွက်ဖို့လိုအပ်နေတာဖြစ်တယ်လို့အလို့ယုံဆွေးနွေးပွဲမှာရှင်းလင်း ခဲ့ပါတယ်။ပေကျုံးစုမှာငါးမျိုးစိတ်မျိုးကွဲတွေကောင်းရင်နဲ့အရွယ်စားတွေရော့ကျသွားနေပြီးပင်လယ်တွင်းမျိုးသုံးပြက်ကွယ်မဲ့အန္တရာယ်ချင်းချောက်ခံနေရတဲ့မျိုးစိတ်တွေမှာငမန်းမျိုးတွေကအဓိကဖြစ်တယ်လို့ဆိုပါတယ် IUCN နဲ့ PSU တို့ရဲ့လေးလာမှုတွေအရပေကျွန်းစုတောင်ပိုင်းမှာတန်တာကြောက်ခတ်မျိုးစိတ်145မျိုး FFI ရဲ့လေးလာမှုအရကျွန်းစုမြောက်ပိုင်းမှာ289မျိုးအထိတွေ့ရှိထားတယ်လို့သိရပါဗျ